အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ပြားရီဘုံလန်148လမ်းထိမှာကျွန်တော်တို့သွားဆင်ပေးခဲ့တဲ့ကျွန်တော်တက်လေကားလေးပါခင်ဗျာကျွန်တော်တို့ဒီတက်လေကားလေးအပြင်အခုလက်ရှိဆိုလို့ရှိရင်ဒါမီးပြတ်နေတဲ့အချိန်လေးပေါ့နော်မီးပြတ်နေတဲ့အချိန်ကိုဒါအခုဘလို့အသုံးပြုပေးထားလဲဆိုတော့ကျွန်တော်တို့ဒီမှာ FVC 314 live for four ပေါ့နော်ဒါလေးနဲ့ကျွန်တော်တို့အသုံးပြုထားပါတယ်ကျွန်တော်တို့အပေါ်မှာကျတော့6.2 kW ရှိတယ်ကျွန်တော်တို့ inverter လေးပေါ့နော်6200 watt ပေါ့ ဲ့ inverter လေး၃လုံးကိုကျွန်တော်တို့ clutch ချိန်ပြီးတော့တုံမိထားပါတယ်ခင်ဗျာ3 phase အနေနဲ့ဒီမှာအောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ DC breaker ကကျွန်တော်တို့၃လုံးပါမယ်ကျွန်တော်တို့ပြီးွားရင်ဒီမှာကျွန်တော်တို့ ATS ဖြည့်တလုံးပေါ့နော်ဒီမှာ ATS power clip တစ်ခုပါမယ်ဒါကတော့ auto change ဖို့အတွက်ကို ATX click တုံးပြထားတာပါခင်ဗျပြီးွားရင်ကျွန်တော်တို့ဒီမှာကကျွန်တော်တို့ဒီ3 phase cycle နှလုံးနဲ့ကျွန်တော်တို့ 3 phase breaker နှလုံးတက်ဆင်ပြီးထားပါတယ်ဒါဆိုလို့ရင်ကျွန်တော်တို့ဒါအခုလက်ရှိမှာတော့ကျွန်တော်တို့အောက်ကိုပြန်ဆင်းနေတာပေါ့နော်ဒါဓာတ်လီကနေပြန်ဆင်းနေတာဆိုလို့ရှိရင်ဒါဟိုကားရင်ထဲမှာဒူးမပါတဲ့အတွက်ကိုကျွန်တော်တို့ဘယ်လောက်ထိအမြင့်ဆုံးတက်သွားလဲဆိုတော့8.5 1T ဒါကျွန်တော်တို့အမြင့်ဆုံးတက်သွားတယ်ပေါ့နော်လူပါလာမယ်ဆိုလို့ရှိရင်တော့အဲ့လောက်ကြီးမတက်ဘူးပေါ့နော်ကျွန်တော်တို့တစ်ဖက်ကဝိတ်တုံးပါတဲ့အတွက်လူများများပါလာလေကျွန်တော်တို့ဝက်ကတက်တာလေးပေါ့အခုဆိုကျွန်တော်တို့အဲဘလောက်ပါဆန့်နှစ်လောက်ကျသွားလဲဆိုတော့ကျွန်တော်တို့ဒါဒီမှာတစ်ချက်ကြည့်လို့ရပါတယ်နော်အင်မတာလာဒါဆို53ပါဆန့်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ညနေအာ6ခွဲလောက်တည်းကကျွန်တော်တို့ဒါအခုစပြီးတော့အသုံးပြုပေးထားတာဆိုတော့ ဟော3%လောက်တော့ကျွန်တော်တို့ကြာသွားပါပြီခင်ဗျာ3%ဆိုလို့ရှိရင်ဒါလူချင်းမင်းတို့ဟောကျွန်တော်တို့အကြောင်းရင်းများများရှိရဲတိုက်ကြည့်ဆိုလို့ရှိရင်တော့မှာပဲဒါအရန်ကိုအစင်ပြေပါလေခင်ဗျာကျွန်တော်တို့ဟိုအကြောင်းရင်းနဲ့တွက်မယ်ဆိုလို့ရှိရင်တော့เนาะဟိုကျွန်တော်ဟိုအကြောင်း60လောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခမန်းပုံကြနိုင်တယ်အားတော့ကျွန်တော်တို့25%လောက်တော့ကြာဆင်းနိုင်တယ်လို့ထင်နေပြီအကြောင်း60ဘူး ခုဒီအတွဲလေးစဉ်းလုံးဆိုလို့ရှိရင်လေကျွန်တော်တို့ဟိုဘတ်ဂျက်ကအပီစီကို150တဲ့မကျော်တဲ့အစည်းပေါ့နော်140 150ပတ်ချလေအတွင်းမှာဒါကျွန်တော်တို့ဟိုသုံးဆွဲလို့ရမယ်ပမာဏလေးပေါ့နော်ဘယ်ဒီဆိုလို့ရှိရင် granny ၅နှစ်ရှိတယ် importer ဆိုလို့ရှိရင် granny ၂နှစ်ရှိတယ်ကျွန်တော်တို့ဒါအခု letter လုံးအတွင်းမှာကျွန်တော်တို့ တခုခုခြုံရင်းလာရှိလို့ရှိရင်ကျွန်တော်အလုံးလိုက်ပြန်ချိန်ပြီးတယ်ပေါ့နော်ဟုတ်ကဲ့ဒီဆက်ကလေးတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့26264936 Viber လေးမှာလည်းကျွန်တော်တို့လာရောက်မေးမြန်းပြီးတော့ဝယ်ယူလို့ရပါတယ်ခင်ဗျဆိုင်ုံတရက်ပြီးလာပြီးတော့မှနာဝယ်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ဆိုင်မက်205စိတ်ကြံစံတဲ့ level ကိုလာလို့ရပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်